အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်သတင်းကျွန်တော်မှပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖန်ပြတော့သင်မင်းတမန်စစ်ကြောင်းမူခေါင်းဆောင်ရဲဘော်တူဖိုင်မှလွယ်ချနာကိုပြည်သူများထံချပြကူညီတောင်းလာတဲ့ရုပ်သံပြီးတော့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအားလုံးလည်းဒီခေါင်းကိုဝင်ရောက်ကြည့်ရှုပြီးတော့လေးလာသုံးသက်ဝေဖန်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထံမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Thank you. ဒီရက်ပိုင်းကိုအေးပေါ်လိုအပ်နေတာအတွက်ကိုကျွန်တော်အလူခန့်ချင်တာနော်လိုင်းမမတိုင်နဲ့ကျွန်တော်တို့ကလည်းမရဘူးလေနော်လိုင်းမမတိုင်လဲဟိုဘယ်ကတောင်းတော့တောင်းမှမသိဘူးအဲ့လိုအဲ့ဒါလိုင်းမလိုင်းမတက်လာခဲ့တာနော်နည်းနည်းလေး share ပေးပါဒီနေ့ကိစ္စလေးတစ်ခုပြောပြ ကျွန်တော်ဒီတက်ဖွဲ့သုံးနေတဲ့တက်ဖွဲ့သုံးနေတဲ့ဟိုးလွန်ခဲ့တဲ့နှစ်နှစ်နေပါလောက်ကဝယ်ထားတဲ့ကားကနော်ဒီကျွန်တော်တို့မပြင်နိုင်လို့ရက်ထားတာ6လလောက်ရှိနော်6လလောက်ရှိပြီပြီးတော့ဒီအိုက်ကားပြင်ဖို့လည်းကျွန်တော်မလဲ့နိုင်သေးဘူးပြီးခဲ့တဲ့ရက်ကရက်ပိုင်းကမှကျွန်တော်ဟိုဟာတနက်အရှိတလက်ပေါ့လေနော်အရှိတလက်ကျွန်တော်ဝယ်လိုက်တာရှိတယ်အဲ့ဒါလည်းဟိုကျွေးဆက်နေရတော့နော်အဲ့ဒါကျွေးဆက်နေရတော့ပြီးတော့နောက်တစ်ခုကကြတော့ဒီနေ့ဟိုမှာဒီကျွန်တော်ညီကိုအဖွဲတစ်ခုပါပဲနော်သူတို့ကားတစ်စီးဝယ်လိုက်တော့ကားတစ်စီးကလည်းသူတို့ကားလည်းပြတ်နေတာ ရက်တော့ကျွန်တော်ကာလောက်တော့မစိုးဘူးပေါ့လေနော်ဒီရက်ပေါ်လည်းများများတင်လို့ရတင်လို့ရမယ်ဆိုတော့ဟလာပြောတယ်ပြန်ရောင်းပေးမယ်ပြန်ရောင်းပေးမယ်ဆိုတော့ကျွန်တော်ကအဘလို့လက်ထက်မှလည်းပတ်သက်မရှိဘူးလေလက်ထက်မှပတ်သက်မရှိတော့ကျွန်တော်တနက်တလဲကျွန်တော်ပါရောင်းလိုက်နော်ပါရောင်းရောင်းမှုပြောလိုက်တော့ပေါ့လေဒါဒီမှာတက်ဖွဲ့အရေးပေါ်လိုအပ်နေလို့တနက်တလဲဆိုတော့ကလည်းအဲကျွန်တော်ရဲ့ဒီကိုပိုင်တနက်ပါပဲနော်ကျွန်တော်ကင်နေတဲ့အတူနော်ဒါလေးကျွန်တော်အဲကျွန်တော်ပါရောင်းလိုက်ပြီးတော့ကျွန်တော်အဲအိုက်ကားလိုအပ်တာလည်းကျွန်တော်စိုက်မယ်စိုက်ပြီးတော့ ရဲဘော်တွေစီးပွားလိုအပ်တယ်လေနော်တခုခုဆိုလို့ရှိရင်ကျွန်တော်တို့မှဟိုသွားစရာလာစရာဆိုရှင်ဆန်ကယ်အဆုတ်ကလေးတွေပဲရှိနော်အဆုတ်လေးပဲရဲဘော်တွေအဆုတ်ကလေးပဲရှိတော့အဲအဲကားနေလေဒါတော့မှပဲကားအကောင်းမဟုတ်ပါဘူးနော်ကားကောင်းမဟုတ်ဘူးကျွန်တော်ပြင်ရအောင်ပါဝယ်ပြီးရတယ်ကျွန်တော်ပြင်ရမှာနော်ဝယ်ပြီးရင်ပြင်ဖို့ကလည်းမလိုလားမသိဘူးနော်အဲ့လိုအဲ့ဒါကလည်းပြောချင်တယ်နော်အဲ့ဒါကလည်းဟိုပြရမှာရှိအားကြောင့်မလို့ line မတက်လာနော်အဲ့တော့ဒီ ရိုးရှင်းပြောရရင်တော့နော်ဒီဝိုင်းမီဖြည့်လိုက်ရင်တော့ခဏပါပဲခဏပဲပြေးသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဟာလာပြီးတော့နောက်တစ်ခုကကျွန်တော်တို့အဖွဲ့အနေနဲ့ကျွန်တော်တို့ဒီဟိုးလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆိုရင်ကျွန်တော်တက်ဖွဲ့သုံးဖို့14တိန်းတန်ကား14တိန်းတန်ကားဆိုတာကပြည်သူတွေသိမှာပါ14တိန်းဆိုတာကပြင်ဆင်စည်းတော့ပဲရှိတာလေနော်အဲ့လိုမျိုးကားဆုပ်တွေကျွန်တော်တို့ဝယ်သုံးတယ်ဟာလာနောက်ပိုင်းကျတော့ကျွန်တော်တို့ကားဒီ25တိန်းနော်အဲ့လောက်အဲ့လောက်ဒီပဲကျွန်တော်တို့ဝယ်သုံးခဲ့တဲ့အဖွဲ့ဖြစ်တယ်နော်ကားကိုကျွန်တော်တို့သုံးတိန်း3400လည်းကျွန်တော်တို့စီးခဲ့တဲ့အဖွဲ့မဟုတ်ဘူးစီးလည်းမစီးခဲ့ဘူးနော်ဒါပေမဲ့အခု ဟိုလိုအပ်ချက်တွေရှိတယ်เนาะကျွန်တော်တို့ကားမရှိရင်တပ်ဖွဲ့တစ်ခုကကားမရှိရင်ဆင်မပြေဘူးဟာလာပစ္စည်းတရားဖြစ်ဖြစ်เนาะဒီဒီတပ်ဖွဲ့လိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ဖြစ်နောက်ဆုံးဟိုအဲ့ကျွန်တော် ကားတစ်စီးကျွန်တော်အကူတရားဝယ်ပေးเนาะဟိုတရားဝယ်ပေးရရှိအဲ့ကိုငွေနဲ့ပါမယ်เนาะအဲ့ဒါဝယ်တော့လည်းကျွန်တော်ပြောတာဒီတချို့အရာတွေမှာအရေးပေါ်တုံးတဲ့ခါကျကျွန်တော်ကားမရှိတဲ့ခါကျလို့ရှိရင်เนาะဒီအဆင်မပြေတဲ့အတိုင်းအတာတွေအများကြီးရှိကျွန်တော်အရင်ကားလေးဆိုလို့ရှိရင်အခုရထားတဲ့6လောက်ရထားတဲ့ကားဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီနေ့လည်းကျွန်တော်တို့တင်ပြီးတော့ပို့တယ် เนาะကျွန်တော်တို့ဒီပြည်သူတွေထဲကเนาะဒီကိုဝင်ဆောင်တွေတွေမိဖွားမဲ့ကလေးတွေကျွန်တော်တို့အိုက်ကားလေးဆိုကိုညီခဲ့တာအများကြီးပဲအဲဒါကဟိုပြောချင်လို့မဟုတ်ပါဘူးเนาะဒါကကျွန်တော်တို့ဒါကိုအသုံးသုံးဖို့လိုတယ်ပေါ့လေเนาะအဲ့ဒါကိုကျွန်တော်ပြောချင်တာပြီးတော့ရှေ့မှာကလည်းကျွန်တော်ကဒီလူနေကြတွေကလည်းမပြည့်သေးဘူးဒါကိုနောက်တစ်ခုဆိုတော့ကျွန်တော်လည်းဒီအားနာမပြည့်သေးလို့ကျွန်တော်အားနာမိဟုတ်လားအဒီရပိုင်းကတော့เนาะဒီအကိုတယောက်ဆန္ဒပြောကိုကနိုဝင်ပြီးတော့ဒီအဲဒီတစ်စိတ်တစ်ပိုင်းပေါ့လေเนาะကိုကြီး ီးတော့သူထောက်ပံ့ငွေရှာပေးရတဲ့အတွက်ကိုကျွန်တော်နည်းနည်းလေးဟိုအရှိတပိုင်းရတော့နည်းနည်းလေးဟိုမနေ့ကပဲကျွန်တော်ကျွေးဆက်တိတ်60ပေါ့ကျွန်တော်အိုက်ကိုညီပေးတိတ်60ကျွန်တော်တို့ကျွေးဆက်လိုက်ရတယ်ဆက်တယ်ဒါလည်းဟိုလိုအပ်ချက်တွေကရှိနေတော့မယ်နော်လိုအပ်ချက်တွေကရှိနေတော့မယ်ပြီးတော့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဆနာပြောသလိုကျွန်တော်ကင်နဲ့တော့ကျွန်တော်ဒီကင်ထားတဲ့နော်ဒီကျွန်တော်တနက်တောင်မှပဲကျွန်တော်ပြန်ရောင်းမြေဒီကားစည်းအတွက်နော်ဒီဖြစ်ဖို့အတွက်ကိုဒါကားကောင်းမဟုတ်ပါဘူးကားကောင်းမဟုတ်ဘူးနော်ဒီဟိုဝင့်လင်းပြောရရင်တော့ဟို အဲ့ဒါတင်းတရားပဲပေးပေါ့လေနော်တင်းတရားပဲပေးအဲပေးကွက်ကိုပြင်သုံးပေါ့လေဒါကဟိုကားကောင်းမဟုတ်ဘူးကျွန်တော်တို့ကားအဆုတ်ကလေးဝယ်တာပါနော်ကားအဆုတ်ကလေးကိုဝယ်ဖို့လုပ်တာပါနော်ဝယ်ဖို့အဲ့ဒါကြီးလဲဟိုပြည်သူလဲကျွန်တော်ပြောချင်တယ်နော်ဒီဝက်ချက်တွေခုရပိုင်းရကျွန်တော်တနက်လဲဖြည့်ရတာပေါ့လေနော်ပြီးတော့ကိုမလိုင်းမော်တက်ပြီးတော့ဒီလိုမပြောဘူးဒီလိုဒီဝက်ချက်တွေအတွက်မဖြည့်ဘူးဆိုလို့ရှိရင်ခါကြရင်ကျွန်တော်လဲရှက်တယ်နော်ကျွန်တော်လိုင်းမော်တက်ပြီးတော့ကျွန်တော်မပြောချင်နော်ဒါပေမဲ့လဲဒီအဖွဲတစ်ခုလုံးမှာကိုမလိုင်းမော်မတက်လို့ရှိရင်လဲကိုမမပြောပြန်ရင်လဲ နော်ဒါကဟိုပြီးမှမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ကိုယ်တိုင်ပဲ line မတက်ပြီးတော့ကျွန်တော်ကလည်းလိုအပ်တဲ့ခါမှကျွန်တော် line မတက်တက်ပြီးတော့ကျွန်တော်ပြောပြနေတာဖြစ်နော်အဲ့တော့ဘယ်လောက်လက်တော့ဘယ်လောက်လိုအပ်နေလဲဆိုတော့ဒီက20 60ဟိုဆက်လိုက်60ဆက်လိုက်တော့60ကျန်နေနော်60ကိုကျွန်တော်တနက်လေးရောင်းလိုက်တာ ော်ဒီကားလေးကိုကျွန်တော်ဖြည့်ပေးခြင်းလို့နော်ကျွန်တော်ကျွန်တော်ဒါလူငွေနဲ့ဝယ်ထားတာမဟုတ်ဘူးနော်လူငွေနဲ့ဝယ်ထားတာမဟုတ်ဘူးကျွန်တော်ပတ်စံကြောင့်ဝယ်ထားတဲ့တဏ္ဍအဲ့ဒါကိုကျွန်တော်ရောင်းလိုက်တာကကျွန်တော်ရောင်းဖို့ပြောလာတာက350ရတယ်350ဆိုတော့ဟို350ဆိုတော့ကျွေးရ60ရဲ့အခုကားက100ရဲ့ဆို160 160ကို350ဆို130ပေါ့130ကိုကျွန်တော်အဲ့ကားလည်းပြန်ပြေးအောင်ပါပြီးတော့ကျွန်တော်ပုံလေးတစ်ခုကျွန်တော်တင်ပေးလိုက်ပါမယ်နော်ဒါလည်းအဲ့ဒါလည်းကျွန်တော်ဟိုဟိုဘယ်လိုပြောမလဲဒီခြားသူရဲ့ တစ်ဖွဲ့စခန်းကားဆိုတော့ကျွန်တော်လည်းတိတ်ပြီးတော့ပုံမတင်ချင်းလို့နေနော်အဲ့တော့စေနာတရားတရားနဲ့နော်စေနာတရားတရားတရားနဲ့ဒီတချို့ကျွန်တော်တို့ဖွဲ့မသိရများတယ်ကျွန်တော်မသိရလူတွေများတယ်ဒီဖွဲ့ကမသိဘူးမသိတော့ထောက်ပံ့မှုလည်းအရင်နေတော့ကျွန်တော်တို့ကလေကျွန်တော်ကလှုပ်ချင်တော့ပို့ပြီးတော့ PPCC ပို့ပြီးတော့ဒီထောက်ပံ့ငွေလည်းဟိုကိုရန်ကိုကြပဲ ရှားတဲ့အတိုင်းသာရှိတယ်เนาะဒီလာမိုင်းတို့အကူရမယ်လာပါပဲပြောတယ်အဲ့ဒါလည်းကျွန်တော်ပြောပြချင်ခါကျရင်ကျွန်တော်တို့ဟိုအမြဲတမ်းလေလာတိုင်းကုညီနေကြကျွန်တော်တို့အမတွေရှိအမတွေရှိတော့သူတို့ကိုလည်းကျွန်တော်စီပီမှာတောက်အောင်ကျွန်တော်အားနာတယ်စီစီပီမှာလေအဲလိုအပ်လိုအပ်လိုင်းလိုအပ်တိုင်းပေါ့လေเนาะဒီအမိုင်းအကူတယောက်ဆိုအဆင်မပြေဘူးအဆင်မပြေဘူးလို့ထင်တယ်ပေါ့လေအဆင်မပြေအဆင်မပြေဘူးဆိုတော့ ဟိုတနေ့မှစကားပြောတဲ့အကိုလည်းအကိုတယောက်လည်းအဲ့လိုပဲလာချင်းထောက်ပတ်ပေးနေတာအကိုတယောက်လည်းစင်မပြေတော့အာအဲ့လိုမျိုးဟိုတချို့ပိုင်းမှာကြောက်ကျွန်တော်ပြောချင်တာရှေ့ဘာပြောချင်လဲဆိုတော့တက်ဖွဲ့တည်တက်ဖွဲ့တည်ဟိုအစင်မပြေဘူးဆိုတာရတော့မရှိဘူးကျွန်တော်တို့ဒီအမြဲတမ်းဒီအမြဲတမ်းဒီစူးစမ်းနေတာပေါ့လေနော်တခုပြီးတခုကျွန်တော်စူးစမ်းနေတဲ့အတွက်ကိုလာစင်လာတိုင်းကတော့ဟိုလိုအပ်ချက်တွေကတော့ရှိတယ်လိုအပ်ချက်တွေကတော့များတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီလိုမှမလုပ်ရင်လည်းကျွန်တော်တို့ကမရနော်မရဘူးဆိုတော့ ဒါကိုပြည်သူတွေပြည်သူဆိုတာတက်ကိုဒီတော်လန်ရေးမှာပါဝင်နေเนาะဒီထောက်ပံ့ပံ့ပိုးပေးတဲ့เนาะဒီမိဘပြည်သူတွေအနေနဲ့ကဟိုတိဟိုတိမယ်လို့ကျွန်တော်တို့လည်းမြင်ပါတယ်เนาะเนาะတက်ဖွဲ့ကလေဟိုတခါကြရကျွန်တော်လည်းအားနာတယ်လိုင်းမတက်လိုင်းမတက်ပြီးပြောရပြောပြရအားနာတယ်เนาะဒါပေမဲ့လည်းမတက်လို့မရဘူးဆိုတော့ပြောခဲ့သလိုကျွန်တော်တို့ကျွန်တော်တို့မှအခွန်မရှိဘူးလေကျွန်တော်တို့ဘုသူစီအခွန်ကောက်ရမှာလေကျွန်တော်တို့ပြည်သူစီကျွန်တော်တို့အခွန်မကောက်ဘူးကောက်လို့လည်းမရဘူးเนาะဒါကထားပါအခွန်ကိစ္စကเนาะကျွန်တော်တို့အခွန်မကောက်ဘူးကျွန်တော်တို့တက်ဖွဲ့မှာ တို့တစ်ဖွဲ့စီးပွားရေးမရှိဘူးဟိုတခါပြောဟိုကျွန်တော်တို့ဒီတခါကြရင်တော့ကျွန်တော်တို့လက်နဲ့ထုတ်လို့ရေးကနေပြီးတော့နော်တချို့အဖွဲ့တွေကနေပြီးတော့ပေးတဲ့ငွေကြီးရောရှိတယ်ပေါ့လေနော်အဲ့လောက်ပဲရှိတယ်အဲ့ဒါနေပဲကျွန်တော်တို့နိုင်အောင်ကျွန်တော်တို့ရက်တည်တယ်ဒါပေမဲ့မနိုင်တဲ့ခါကျွန်တော်တို့ line မတက်ပြီးတော့ကျွန်တော်တို့ဒီထောက်ပံ့ကူညီမှုတွေကျွန်တော်ကျွန်တော်ကိုယ်တိုင်ပဲရှာရတယ်ဟုတ်လားအဲဘယ်တာဝန်ခံမှ line မတက်ပြီးတော့လူခံမနေဘူးနော်ဘယ်တာဝန်ခံမှ line မတက်ပြီးတော့ဒီလိုမျိုးပြောမနေဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်ကြတော့လေဟိုဒီလိုမှမလုပ်လို့ရှိရင်နော်ဟိုအဆင်မပြေဘူးလေ ကိုကြီးကတော့စင်မပြေဘူးထင်ကိုကြီးကစင်မပြေဘူးကိုကြီးကကိုကြီးလဲကိုကြီးကိုကြီးလဲစင်မပြေဘူးထင်ပါတယ်နော်အဲ့လိုပဲပေါ့ဒါကြရင်လေနေတိုင်းလာတိုင်းလာတိုင်းကလေအဲကျွန်တော်တို့တော့ကိုက်နေပဲသွားရတယ်လားတော့ကိုက်နေပဲသွားရတယ်ဟိုတော်လိုင်းဖွဲ့တွေကတခါကြာလို့ရှိရင်ဟိုလိုင်းအောင်မှာလေ project project တွေများနေတော့တခါကြာကျွန်တော်လည်းပြည်သူတွေအားနာတယ်ဒါပေမဲ့ကျွန်တော်တို့ project လုပ်တိုင်းတော့တခါမှမအောင်နော်ကျွန်တော်တို့ဒီမဲရောင်းနေမဲရောင်းလဲ မရောက်နော်တိတ်ပြီးတော့မပြည့်ဘူး project လုပ်တယ်မပြည့်ဘူးနော်ဒီ campaign လုပ်တယ်မပြည့်ဘူးနော်ပြီးတော့မပြည့်ဘူးမပြည့်တာများအဲ့တော့ကိုယ့်ကိုယ်ပဲမြေပြင်မှာကိုယ့်ကိုယ်ပဲစူးစမ်းပြီးကိုယ့်ကိုယ်ပဲအဲ့လိုမျိုးလုပ်ရတဲ့အပိုင်းတွေကအများတယ်ပေါ့လေနော်ဒါကြောင့်ကျွန်တော်စောင့်နေပါမယ်နော်ဒီကုညီရှင်တဲ့သူရှိရင်ဝိုင်းပြီးတော့ဖြည့်ပေးခြင်းတဲ့သူရှိရင်ကျွန်တော် comment မှာတော့မဟုတ် ဒီပြီးရင်ကျွန်တော် page link ကျွန်တော်ချပေးမယ်နော်ပြီးရင်ဒီမှာ message ဆိုတဲ့အကောင့်ကလည်းအဲဆက်သွယ်ပြီးတော့ပါဝင်လို့ရတယ်နော်ကျွန်တော်တို့ဒီ HSD media page ကနေပြီးတော့လည်းအဲကိုညီပေးလို့ရတယ်ဆက်သွယ်ပြီးတော့ကိုညီပေးလို့ရတယ်နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီအကောင့်ကနေပြီးတော့လည်းအဲဆက်သွယ်ပြီးတော့ကိုညီပေးလို့ရပါတယ်နော်အများကြီးဟိုမှာဖြစ်ဘူးပြီးတော့ကျွန်တော်ဒီတစ်ခေါက်ကတော့ကျွန်တော်နည်းနည်းလေးဒီဒီရပိုင်းကတော့နည်းနည်းလေးရေးကြည့်တော့လीเนาะပြီးရင်တော့ကျွန်တော် CV မှာတော့ကျွန်တော်နည်းနည်းလေးအဲ အကိုတယောက်ခါတော့မရတော့ဘူးဆိုတော့အမတွေရှုံးမယ်နော်အမတွေညီကိုတွေတခြားသောကိုတွေကိုလည်းကျွန်တော်အစီအလီမှာကျွန်တော်ငပိုးလိုက်တောင်းမပိုးဆွာတဲ့တိဖွဲ့ရံပုံလေးပေါ့လေနော်အဲ့ဒါကျွန်တော်လိုက်ပြီးတော့အဲတောင်းပါအောင်မယ်နော်အဲ့ဒါလည်းမှလိုက်မှကျွန်တော်အရင်ပြောတာမဟုတ်ရင်ကျွန်တော်ကလေအားနာတတ်တယ်အားနာတော့ကျွန်တော်ခါကြရင်လှုပ်တော့မလှုပ်ချင်တော့ငါဒီလိုပဲသွားတယ်ဒီလိုပဲသွားနေရမှာဆိုရင်ပြည်သူကိုလည်းအားနာတယ်ကိုကိုအများနဲ့ထောက်ပံ့ပေးနေတဲ့သူတွေကိုလည်းအားနာတယ်အားနာတော့ခါကြရင်မလှုပ်ချင်ဘူးငါမလှုပ်ပဲရက်လိုက်ရင်ဆိုမလှုပ်ပဲရက်လိုက်ရင်ဆိုတော့ဒီတော်လိုင်းကြီးရက်တာမဟုတ်ဘူး ်အခုလိုမျိုးပေါ့လေနော်ငါမလုပ်ဘူးဒါဒီကိစ္စမလုပ်လိုက်ဘူးကွာဥမာတနက်တက်လက်ဝင်မယ်ပေါ့လေငါမဝယ်တော့ဘူးကွာအဲ့လိုမျိုးကျွန်တော်တွေးမိတယ်ဒါပေမဲ့စိတ်ကမရဘူးစိတ်ကဘာကြောင့်မရလဲဆိုတော့ကျွန်တော်ရဲ့နော်ဒီကျွန်တော်နောက်မှရှိတဲ့ရဲဘော်တွေရဲ့မျက်နှာကိုကျွန်တော်ကအမြဲတမ်းကျွန်တော်အမြဲမြင်ပြီးတော့လေအော်ငါတော့ကမရောက်ခံမင်းနဲ့နော်ငါတော့ကရောက်မခံမင်းနဲ့ငါငါငါဒီအေးဆေးဆေးနေဖို့အတွက်နဲ့နော်ဒီလက်နက်ကိုမဝယ်ဘူးငါကျွေးလဲမယူဘူးပတ်စံမရှိရင်ကျွေးမယူဆိုရင်တို့ဘာနဲ့ကင်မလဲဆိုတော့အတွေးကြောင့်နော်ကျွန်တော်ကဝယ်တယ်ကျွန်တော်ဝယ်လက်နက်လည်းကျွန်တော်ဝယ်အကျွေးလာအေးပေး အာပင်းကအလူခံမယ်ကွာအလူခံပြီးတော့ငါရေဘော်တွေတက်ဆင်ပေးမယ်နော်အဲအဲ့လိုမျိုးကျွန်တော်တွေးဆိုတော့ဟိုအများတန်းကျွန်တော်တော့ကရောက်တယ်နော်အဲ့လိုဖြစ်တယ်ကျွန်တော်မှကျွန်တော်မှတန်းတန်းမရှိဘူးကျွန်တော်မှတန်းတန်းတော့ရှိပါတယ်ကိုယ်ပိုင်တန်းတန်းတက်လက်ရှိနော်ကိုယ်ပိုင်တန်းတန်းရှိကိုယ်ပိုင်တန်းတန်းလို့ဘာကြောင့်ပြောလဲဆိုတော့နော်ကျွန်တော်တော့အခါနဲ့ဝယ်ထားတာမို့လို့ဒါပြီးတော့ကျွန်တော်ကိုယ်ပိုင်မဟုတ်ပါဘူးနော်ဒါကလည်းဟိုရေဘော်တွေလည်းအများပါလေနော်အများအများဆိုရင်ဒီတချို့၃လေးယောက်ရဲ့အနှက်ပေါ့လေနော် ဲ့ဒါလေးကျွန်တော်တို့ရောင်းပြီးတော့ဒီလိုအပ်တဲ့ဟာလေးတွေလည်းကျွန်တော်ဖြည့်ထားတာရှိတယ်เนาะအထူးဆိုတော့လည်းဟိုခုချိန်ပြောရင်တော့ကိုကကိုတနက်ကိုဘယ်လိုပြောမလဲအရင်ရေးကြီးတဲ့ဟာတွေတော့သုံးပါဆိုတော့အထူးဘာလို့ဖို့လဲပေါ့เนาะကိုခါကြထိုးတော့ပြီးတော့အမှုဖြစ်တယ်ပြီးခဲ့တဲ့လကဆိုလဲဟိုဒီလိုပဲပြီးခဲ့တဲ့လကလည်းကျွန်တော်တို့ရုံးကန်ရတယ်ရုံးကန်တဲ့ခါမှာဟာရုံးကန်တဲ့ခါမှာလဲဒီအမရရဲ့အမရရဲ့ကိုကိုကြီးထောက်ပတ်မှုပါဒီခါကြရင်ကျွန်တော်တို့ကလေအများကြီးမရှိဘူး ဝင်ထောက်ပံ့သူများကြီးမရှိဘူးเนาะဒီတယောက်နှစ်ယောက်ပဲဆိုတော့ဒီခါကျရင်လည်းအားနာတယ်เนาะဆန်8တုံးကဆိုရင်လည်းဆန်8တုံးကဆိုရင်အမတယောက်တည်းကို40နဲ့3 4 5လောက်ရှိเนาะ43 8လား44 8လား45 8လားတော့မသိဘူးကျွန်တော်မမှတ်မိဘူးအဲ့တုံးကလည်းအမတယောက်တည်းကိုပဲအနောက်လာကြတော့လည်းသူတို့ပဲเนาะအဲ့လိုမျိုးဖြစ်တယ်เนาะချားတော့ဒီလိုင်းဘွားလေးချားတော့ဒီပီတူတွေတော်လိုင်းပါဝင်တဲ့ပါဝင်ခြင်းတဲ့ပီတူတွေပေါ့လေအကူကြီးပါဝင်ပေးဖို့ကျွန်တော်အနေနဲ့ကလည်းပြောချင်တယ်เนาะဒီခါကျရင်လည်းကျွန်တော်တို့ဘယ်လိုပြောလို့ပြောရမှန်းမသိဘူး တို့ဘာလို့မပြောတော့ကိုယ်တနာကိုပဲကိုကြည်ကိုပဲနော်ဟိုဟာဟိုဟာလို့ဖြစ်နေတယ်ကျွန်တော်ကလေဒီလူငယ်တွေကလေကျွန်တော်တို့မှမဟုတ်ပါဘူးအများပါတယ်အကုန်လုံးကလေမြေရှင်မှာရှိတဲ့အဖွဲတိုင်းကြီးပါပေါ့လေနော်ကိုယ်တနာကိုပဲကိုကြည်ကိုပဲကိုရိခါကိုအလူခံရှာပေါ့လေအဲ့လိုမျိုးနော်ဒါအောင်တချို့ဆိုလို့ရှိရင်ကိုယ့်ဟာကိုလှုပ်လှုပ်ပြီးတော့ပဲရိခါရှာတဲ့ဘိုင်းအောင်ရှိနော်ကိုယ်တနာကိုပဲကိုကြည်ကိုပဲဟာလာပြီးရင်ကိုရိခါကိုပဲကိုယူနီဖောင်းကိုပဲနော်ပြီးရင်မရှိအောင်လေကိုတဲကိုဆောက်နော်ကိုစခန်းကိုဆောက် အဲ့လိုမျိုးပြီးရင်တော့ကျွန်တော်တို့တိုက်တဲ့ခါမှာတော့အကုန်တူတူပဲเนาะဒီအန်ယူဂျီကလက်နဲ့တက်ဆင်ပေးတဲ့အဖွဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့လိုအန်ယူဂျီကလက်နဲ့မတက်ဆင်ပေးတဲ့အဖွဲ့ပဲဖြစ်ဖြစ်တိုက်ရင်တော့ကျွန်တော်တို့တူတူပဲအဲနိုင်တလောက်ပေါ့လေအဲ့ဒါကတော့ကျွန်တော်ပြောမှရနိုင်တလောက်ဆိုတာကကျွန်တော်တို့အားနဲ့ကျွန်တော်တို့လူငယ်တွေအားနဲ့ကျွန်တော်နိုင်တလောက်ယုံတယ်ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ဝယ်ထားတဲ့တဲ့ကျွန်တော်တို့တက်ဖွဲ့ဝယ်ထားတဲ့လက်နဲ့10လက်လား15လက်လားလက်နဲ့10လားလက်30လားเนาะအဲ့ဒါတွေကျွန်တော်တို့ကဒီတိုက်တဲ့ထဲမှာကျွန်တော်တို့မချွေးမချမ်း เนาะမချင်းမချန်လဲကျွန်တော်တို့ပါဝင်အားဖြည့်ပြီးကျွန်တော်တို့တိုက်တာပဲเนาะအဲ့တော့ကျွန်တော်တို့အတူတူပဲလို့ကျွန်တော်တို့တုံးတုံးလေးပေါ့လေခါကြောက်ချင်းရဲပေါ်လေးရှင်းထောက်ဖို့တော့ကားမရှိဘူးเนาะကားဟိုခုတပည့်ကတ်တွေလာเนาะတပည့်ကတ်တွေမဝင်နိုင်ဘူးကျွန်တော်ကြည့်ရ live ပေါ်ပဲကျွန်တော်တည်ရတဲ့များများနဲ့ပေါ့တည်ရတဲ့များများကျွန်တော်တို့ကဟိုကိုလိုအပ်တာကိုလိုတော့ကျွန်တော်ကြည့်အာဒီကောင်ကတော့320ဒီကောင်ကတော့250ဒီကောင်ကတော့300ဒီကောင်ကတော့400เนาะကြည့်ရဆိုကြည့်တာပဲရှိတယ်ဒါမဝင်နိုင်ဘူးဟုတ်လားဒါတော့မှပဲကျွန်တော်ပြင်ပုံတင်ပေးပါဦးမယ်အဲ့ကလည်းအဲ့ဒီအဲ့ဒီအဖွဲကလေဟို သူကလည်းကားစီးရလို့ပြန်ရောင်းပေးတာเนาะအဲ့ကလည်းပြက်နေတယ်ကွန်ပျူတာပေါက်ပြက်နေတယ်ဆိုလားမသိဘူးပြက်နေတယ်ဆိုတော့ငါဝယ်ပြီးမကောင်းရင်ငါဘယ်လိုလုပ်မလဲအဲ့ဒါကိုစဉ်းစားရသေးလားဟာယူလိုက်တယ်ထောင်ယူပြီးတော့ငါမကောင်းရင်ဘယ်လိုလုပ်မလဲမကောင်းရင်เนาะမကောင်းရင်ဟိုအကောင်းလည်းမဝင်နိုင်ဘူးလေအကောင်းလည်းမဝင်နိုင်ဘူးเนาะအဲ့လိုကျွန်တော်ကျွန်တော်ဇာတာကလေအဆုတ်နဲ့ကြိုးပေးရကျွန်တော်ထုတ်လို့ရထဲမှာဆိုလို့ရှိရင်မောင်းမြန်အဆုတ်တွေအများကြီးပဲကျွန်တော်ပြင်ရအောင်မှာအဲ့အဆုတ်တွေကတော့ရောက်တယ်အဲ့ပေးအဲ့ဒါလေးတစ်လက်ကောင်းသွားရင်ကျွန်တော်တို့အဆင်ပြေတာပေါ့လေเนาะမောင်းမြန်တစ်လက်ကျွန်တော်တို့ရတယ်အဲ့မဲ့အဆုတ်တွေပဲရအဆုတ်တွေပဲလာတယ် အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်တို့ကကံပေါ့လေနော်ကျွန်တော်တို့ကကံကျွန်တော်တို့ကျွန်တော်တို့မှာခက်ခက်ခဲခဲနဲ့ဒီချင်းလေးရအောင်ကျွန်တော်တို့ရုံးခံရတယ်နော်ဟိုခက်ခဲမှရတယ်ကျွန်တော်တို့ခက်ခဲရတယ်ပြီးရင်ကျွန်တော်တို့ဒီကျွန်တော်ကပြောသလိုသူများမကန်ချင်တဲ့ဟာသူများလက်နဲ့ဆိုသူများမကန်ချင်တဲ့ဟာပေါ့နော်တနက်အစုပ်လေးအဲ့လိုမျိုးသူများမကန်ချင်တဲ့ဟာဆိုကျွန်တော်တို့စီလျှောက်ကျွန်တော်ပြင်တယ်ကျွန်တော်တို့ပြင်သုံးတယ်အဲ့လိုမျိုးခုလည်းကားလေးလည်းပြင်သုံးရမှာပေါ့လေနော် ဲ့တော့စောင့်နေတယ်စောင့်နေတယ်ကျွန်တော်စောင့်နေတယ်ဟိုဒီအဲ့မဲ့အနည်းဆုံးတော့ဘာလို့မစားပါနော်၅လောင်းတသိန်းအောင်တော့စားလိုက်နော်၅လောင်းတသိန်း၅သိန်း၃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 ၀၀လောက်ရတာပဲနော်စွန်းရပဲဟိုမှာအောက်ကမှမလာပြောတယ်မနေ့ဖန်ကြရင်လည်းကားဘူးလာတောင်းမယ်နော်လေကားကမွေရသေးပဲကြွေးတောင်းချင်နေနော်ကားဆိုရလဲဟိုရေပေါ်မြန်မာဆန်တဲ့ကားပါပြီးတော့အဆုတ်ပါအဲ့ကားရရင်လည်းကျွန်တော်တို့ကစီးလို့မရသေးဘူးပြင်ရအောင်ပါပြင်ပြီးတော့မှစီးလို့ရမှာအဲ့ချိန်ကျရင်လည်းလိုင်းမတက်ပြီးလူခံအောင်လားမသိဘူးနော်ကဲဆိုတော့ ဆောက်နေမယ်နော်စီဗီမှာဆောက်နေမယ်အဲဒီအမတွေလည်းကျွန်တော်အားနာပါတယ်နော်အားနာတယ်ကျွန်တော်အမတွေဒါပဲရှိတယ်လေကျွန်တော်တို့ဘက်မှာအမ၂ယောက်၃ယောက်ရှိတယ်လက်ဖွဲ့အများနဲ့ထောက်ပံ့ပေးတယ်အမတွေ၂ယောက်၃ယောက်ရှိတယ်ပြီးရင်ဒီအကိုတယောက်ရှိတယ်ဒါကတော့တလားတလားမြန်မြန်ဆဆထောက်ပံ့နေအမတွေအကိုတွေပါမြန်မြန်ဆဆဆိုတာကအဲ350ပေါ့လေနော်350ထောက်ပံ့ပေးတာအဲ့ဒါတယောက်၂ယောက်၂ယောက်၃ယောက်ပဲရှိတယ်၂ယောက်၃ယောက်ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကလေကျွန်တော်ကဘယ်လိုစီစဉ်ရလဲဆိုတော့ဒီလအမတွေစင်မပြေဘူးဆိုရင် အကိုကြီးစင်ပြေလားနော်အကိုကြီးလည်းစင်မပြေဘူးအကိုကြီးစင်မပြေဘူးဆိုရင်အမလေးစင်ပြေလားအမလေးစင်မပြေဘူးဆိုရင်အကိုကြီးစင်ပြေလားအဲ့လိုမျိုးပဲကျွန်တော်တို့ကကျွန်တော်ကတော့တက်ဖွဲ့ဒီနေ့စဉ်လိုအပ်ချက်တွေကတော့ကျွန်တော်တို့ဒီထောက်ဖို့ရဲ့ထောက်ဖို့ရဲ့ဒီနေ့စဉ်ပေါ့နော်နေ့စဉ်ဟိုကအဲ့လိုမျိုး၅တောင်းတပိန်းနှစ်ပိန်းသုံးသိန်းအဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့လေပတ်တယ်ပေါ့လေနော်တချို့ဟာတွေကြတော့ခုနပြောတနက်ဝယ်ဖို့ဘာဝယ်ဖို့ညာဝယ်ဖို့ကြတော့အဲ့လိုအကိုကြီးမားတွေဝယ်အနည်းစုပေါ့လေနော်ကျွန်တော်ကဒီဒါကြမျောလင့်တာပေါ့လေမျောလင့်တယ်ဒီကတော့ကိုကြီးအဲ့လို ါတို့ဟိုဟိုတောက်ပမလားမသိဘူးเนาะအစင်ပြေလားမသိဘူးအညာရောင်နဲ့ဆက်ဆူတောင်းရတယ်ငါခွေးအစင်ပြေပါစေငါမလေးအစင်ပြေပါစေဒီခါကျကျွန်တော်သိလားသူတို့စီးပွားရေးကိုလေသိလားကျွန်တော်ကြောင်ကြောင်ကြောင်ပေးခြင်းတယ်အကြောင်ပေးခြင်းတယ်သူတို့စီးပွားရေးကောင်းမှငါတို့တော်လိုင်းရအစင်ပြေပါเนาะသူတို့စီးပွားရေးကောင်းမှအစင်ပြေပါသူတို့လောက်ကင်နေခွင်လဲလောက်ကင်နေကောင်းမှအစင်ပြေပါเนาะအဲ့ဒါဘလို့လုပ်ပေးဒီခါကျရင်ကျွန်တော်စဉ်းစားဘလို့လုပ်ပေးလို့လုပ်ပေးရမသိဘူးသူတို့အစင်ပြေမလို့လုပ်ပေးရမသိဘူးเนาะဘာကြောင့်လဲဆိုတော့ဒီကို့အမတွေကို့တွေအစင်ပြေမကို့အစင်ပြေမလေเนาะ ကိုအစဉ်ပြေမှာလေကိုတက်ဖွဲ့အစဉ်ပြေမှာအဲ့တော့ငါတို့ဒီတက်ဖွဲ့အစဉ်ပြေမှာဆိုတော့ဒီအမတွေကိုတွေကိုဘလို့ဘလို့လုတ်ပေးရမလဲတခါကြိုက်နေတယ်ပြောတယ်ဟိုစီးပွားရလေဟိုဟာလေးလုတ်ပလားဒီဟာလေးလုတ်ပလားနော်အဲ့လိုမျိုးကိုလည်းမလုတ်တတ်ဘူးနော်ကိုကတနက်ပဲပြင်တတ်တာတနက်ဆုပ်တွေဝယ်မယ်ပြင်ပြင်မယ်နော်အဲ့လိုမျိုးဟိုကကိုကအဲ့ဒါအဲ့ဒါပဲတတ်တာဆိုတော့အမအမတယောက်ဆိုလို့ချင်းလေဟိုကဘာဘာရောင်းတာလေဒီကုံ၆တွေစားစရာနော်စားစရာရောင်းတာကျွန်တော်ခါကြိုက်ကျင်ညာပေးခြင်းလိုက်လွင်နေလေနော်ဟိုထထမဟုတ်ဘူးလို့ ော်တို့တတ်မှတ်မဟုတ်ပဲသိတယ်ကြောင်ညာကောင်းတာဆိုလို့ကြောင်ညာပေးခြင်းနေကြောင်ညာပေးလို့ရှိရင်ဟုတ်ပါဦးငါကြောင်ညာပေးလို့ရှိရင်ငါအကောင်းကလည်းလူသိတာမဟုတ်ဘူးအဲ့တော့ဟိုကြောင်ညာပေးကြောင်ညာပေးသလိုဖြစ်မှာလားဒါမှမဟုတ်ဘလို့ဖြစ်မှာလဲအဲ့လိုမျိုးတွေးတွေးပေါင်းများတော့ပဲအမကြီးလည်းစင်ပြေစေခြင်းနဲ့အကိုကြီးလည်းစင်ပြေစေခြင်းနဲ့ပြည်သူတွေအားလုံးစင်ပြေစေခြင်းနဲ့နော်ကိုကြီးထောက်ပံ့တဲ့ပြည်သူတွေအားလုံးကိုစင်ပြေစေခြင်းနဲ့အဲ့ဒါကျွန်တော်တို့ရဲ့တကယ်အဆန္ဒပဲဘာကြောင့်လဲဆိုတော့ဒီထောက်ပံ့ကိုကြီးထောက်ပံ့နေတဲ့အကိုတွေအမတွေနော်ဒီညီတွေညီမတွေအစင်ပြေမှကျွန်တော်တို့ online ဖွဲ့စည်းတွေကလည်းအစင်ပြေတာ ဲ့တော့ဟိုညတိုင်းပေါ့လေညတိုင်းဟိုဆူတောင်းပေးပါတယ်နော်ဆူတောင်းပေးတယ်လောက်ကန်နေစင်ပြပါစေနော်ပတ်ဆိုင်နေများများရပါစေဟုတ်လားတက်ဖွဲ့ကိုလည်းများများထောက်ပံ့နိုင်ပါစေနော်ခုဆိုလက်နက်တွေကလည်းလိုမမဲ့ဟာတွေအများကြီးပဲရှိတယ်အဲ့တော့လက်နက်မရှိလားဆိုရှိတယ်နော်ရှိလားဆိုလည်းမရှိဘူးလို့ဖြစ်နေမင်္ဂလာပါအဲ့လိုပေါ့လေဒါကြောင့်ကိုကြီးထောက်ပံ့ပေးကြပါအောင်နော်အမားတွေကိုယ်တွေစင်ပြတော့လေတခြားသောဒီအခုကြည့်နေတဲ့လူတွေကတခြားသော အကိုဒီမားတွေလည်းเนาะဒီကိုကြီးပေးပါအောင်ပေါ့လေเนาะဗာစီပွားတွေလောက်ကြလဲတော့မသိပါဘူးเนาะအဲ့လိုအမားတွေကိုဒီစင်ပြေမှကျွန်တော်တို့လည်းစင်ပြေတာเนาะအမားတွေကိုဒီစင်မပြေကျွန်တော်လည်းစင်မပြေဘူးကျွန်တော်တို့အဓိကကလေကျွန်တော်တို့အဓိကကကျွန်တော်တို့ရဲ့အကိုဒီမားတွေပဲပြီးသူတွေပဲအဲ့ဟာเนาะပြီးသူတွေစင်ပြေမှကျွန်တော်တို့မြေမြားဖွဲတွေဆင်ပြေတာပြည်သူတွေဆင်မပြေဘူးဆိုရင်ကျွန်တော်တို့မြေမြားဖွဲတွေအဆင်မပြေဘူးအဲ့ဒါအမှန်တရားပဲနော်ပြည်သူတွေဒါဆင်မပြေဘူးကျွန်တော်တို့ ဖွဲ့စည်းတွေကိုမထောက်ပံ့နိုင်ဘူးမထောက်ပံ့နိုင်တော့ဆိုရင်ကျွန်တော်တို့လင်မြေကျွန်မလေးတိုင်ပတ်နေတော့ဒီလားဖြာရခက်တယ်ခါကြိုင်ဘာလို့လောက်မှာမသိဘူးအဲ့တော့တော်လိုင်းရလည်းခုချိန်ထိဒီခုချိန်ထိကျွန်တော်တို့ရက်တည်နိုင်နေဆိုတော့ကလည်းပြည်သူတွေကြောက်မယ်လေအရန်ကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်ဆိုတာတပ်ဖွဲ့ကိုထောက်ပံ့တာတဲ့ပြည်သူတွေခုချိန်ထိတော်လိုင်းရမှာအဲပါဝင်တဲ့ပြည်သူတွေပေါ့လေနော်တို့ရှိနေလို့တော်လိုင်းရခုချိန်ထိကျွန်တော်တို့ရှေ့ဆန်နိုင်တယ်ဟုတ်လားအဲ့တော့ပြည်သူတွေအရန်ကျေးဇူးတင်တယ်နော်ကျွန်တော်တို့ညာတိုင်းကျွန်တော်တို့ဆူတောင်းပေးပါလေနော်ရှင်ပြပါစေလောက်ကင်တွေလည်းအောင်မြင်ပါစေနော် တက်ဖွဲ့တွေကို350လောက်ထောက်ပိုင်း350လောက်ရပါသေးပါလေ။ဒါကြောင့်ဒီအပိုင်းအရေးအရေးကြီးလို့လေဗျာလေ။အရေးကြီးငွေကြီးရလေအရန်လိုအပ်နေ။နော်။အရန်လိုအပ်ဆိုကျွန်တော်လည်းလိုအပ်ရင်ကျွန်တော် line မတက်။မလိုအပ်ရင်ကျွန်တော်က25ကိုကြည့်လိုက်။နော်တင်မင်းတမန်25ပေါ့လေနော်။ HD 25အလွယ်ရတော့ကျွန်တော်25လို့ခေါ်ကြတယ်။အဲ့တော့25ကိုကြည့်လိုက်။ကျွန်တော်ဘာမှမလုပ်ဘူးနော်။ကျွန်တော်မလုပ်ဘူးကျွန်တော်ထုတ်လို့ပဲလုပ်နေရဆိုလို့ရှိရင်ကျွန်တော် time မသိမတော့ဘူးเนาะ ကျွန်တော်လက်နဲ့မဝယ်ဘူးဆိုရင် line မတက်ဘူး။ဘာလို့လဲဆိုကိုကအိမ်ထဲမှာကျွန်တော်ဒီမှာတကြက်မှမရှိဘူး။ပတ်စံအပိုးဆိုတာမရှိဘူး။အဲ့တော့ကျွန်တော်တနေ့တနေ့တလဲဝယ်လိုက်ဆိုတော့ကျွန်တော်အဲဒီတိုင်ကျွန်တော် line မတက်ပြီးတော့လူခံပြီနော်။လူခံပြီရှာပြီနော်။ဟိုလူလူကြောက်ပါအောင်ကိုကြီးကြောက်ပါအောင်အဲ့လိုမျိုးဟုတ်လား။အဲ့တော့ကျွန်တော် line လွနေခြင်းတည်းလက်ရှိလက်တလုံးကိုနော်လက်တလုံးကိုအရေးကြီးနေတဲ့ဟာညားလို့ကျွန်တော် line မတက်ပြီးတော့ line လွတ်နေ။နော်ကျွန်တော်ပြီးခဲ့တဲ့လကကျွန်တော်ပြောကျွန်တော်အလူမခံချင်တော့ဘူးလို့ကျွန်တော်ပြောပြင်မဲ့လေမရပြန်ဘူး။ကျွန်တော်ကျွန်တော်ကအိုက်စားတာပါ။ကျွန်တော်ကအိုက်စားတာပါ ကျွန်တော်ကဘယ်လိုမှမသိဘူးအေးအေးချင်းချင်းနေရမယ့်ဇာတာမပေါ့ဘူးနော်ဟိုပူလောင်ပြီးတော့လေတိဆောက်ရတယ်လောက်ရတယ်အဲ့ဇာတာပါတယ်အေးချင်းချင်းပဲနော်ဒီတခြားဒွန်လိုင်းလောက်တယ်လို့ကျွန်တော်ဒွန်လိုင်းလောက်တဲ့နေရာအများကြီးရှိရလေနော်တခြားသူတွေလိုပဲကျွန်တော်လှုပ်ချင်အထက်ကပါရမလဲနော်မရဘူးလားအမရထိုင်နေဦးမယ်ရပြီလားရရင်ပြီးဒါတော့လုံးမယ်အဲ့လိုမျိုးတခါကျရင်လှုပ်ချင်တယ်ဒါပေမဲ့လေကိုကမရဘူးနော်ကိုက လက်တန်ဟိုလှုပ်ချင်တာခါကြလဲဟိုတကပြောသလိုပဲဟိုဘယ်လိုပြောရမလဲဟိုတရုတ်တိုက်ဆွဲခေါ်ကြတာနော်ခုမှတိန်းခုမှပတ်စံတလုံးလောက်လောက်လာချင်းနေကျွန်တော်တရုတ်တိုက်ဆွဲမှာပြည်သူဘာတရုတ်တိုက်ဆွဲခေါ်ပြမှာကျွန်တော်ဒါခုဆိုရဖြစ်ကြည့်နော်ဆိုရဖြစ်ကြည့်လက်နက်တွေပဲဝယ်ပြမှာကျွန်တော်ဘာမှမလုပ်ဘူးလက်နက်တွေပဲဝယ်လက်နက်တွေပဲဝယ်သူကအုံတိုင်းချင်းချိုင်းနေကျွန်တော်ချခိုင်းမှာချမှာဟာလားကိုကလည်းဆိုရမှုလို့ခတ်တယ်လေနော်ခါကြလဲဆိုရနဲ့ရင်းနှီးချင်းအစိုးရကိုကျွန်တော်ဗန်ယာနဲ့ယင်းနေခြင်းလဲဆိုတော့ဒီဗန်ယာရေးဝန်ကြီးဌာနနဲ့ယင်းနေခြင်းဘတ်ဂျက်လေးပါချပေးအောင် ဗန္ဓာရေးဌာနဝန်ကြီးနဲ့အရင်နေ့ဘယ်သူလဲတော့မသိဘူးအခုချိန်ကျတော့မသိဘူးနော်ဗန္ဓာရေးဌာနဝန်ကြီးကဗန္ဓာရေးဝန်ကြီးကဘယ်သူလဲတော့မသိဘူးသူနဲ့ဆိုရင်ရင်းနှီးချင်းတယ်နော်လိုင်းမှာရှင်းရင်တော့ကျွန်တော်လင်းလေးပါချပေးကျွန်တော်တွားပြီးတော့ကျွန်တော်ကိုကြီးတို့ဘာလို့ညာလို့ပေါ့လေနော်အသက်ကတော့ရှင်းရင်တော့ဘာဘာလို့ဘာလို့ပေါ့အဲ့လိုမျိုးခေါ်ပြီးတော့ကျွန်တော်နည်းနည်းလေးကျွန်တော်ကတ်ချွဲပြီးတော့နော်ကျွန်တော်ဒီ budget တွေပါတောင်းချင်းလို့နော်ကျွန်တော်တို့ budget တွေပါပေးပါအောင်ကျွန်တော်ခုကြွေးတွေဝိုင်းနေလို့နော်ကြွေးတွေဝိုင်းနေလို့တောင်းချင်းနော်မင်္ဂလာပါ ဲ့တော့လေလောက်ပဲနော်ဒီလောက်ပဲလိုက်ကဒီလောက်နဲ့ပဲရက်တော့မယ်နော်အဲ့တော့မနှက်ဖြတ်ပါတော်တော်ပတ်စံများများလိုတယ်နော်တန်းတက်လိုက်ရလေဟိုကျွန်တော်တန်းတက်လေးရလေကျွန်တော်ရန်နှမျောတယ်နော်ဒါပေမဲ့လေလိုအပ်တဲ့ဟာကိုအရင်ဦးစားပေးရတာဆိုတော့နော်လိုတဲ့ရောင်အရင်ဦးစားပေးရတာဆိုတော့မတက်နိုင်ဘူးလေနော်အဲ့တော့ပြီးရင်ကျွန်တော်ပြီးရင်ကျွန်တော်ဒီ CV မှာနော် CV မှာဟိုနည်းနည်းလိုက်ပြီးတော့ဟိုဖြစ်ကြည့်အောင်မယ်နော်ကိုကြီးလိုက်တောင်းကြည့်မယ်ပေါ့လေနော်ဒီကိုကြီးနိုင်အောင်မလားပေါ့လေ ဒါကလည်းဟိုမကူညီနိုင်လဲစိတ်မပြတ်ပါနဲ့နော်မကူညီနိုင်လို့ရှိရင်လည်းအားမငယ်နဲ့မကူညီနိုင်ရင်လည်းရတယ်ပြဿနာမရှိဘူးမကူညီနိုင်လူကူညီပေးပေါ့မကူညီနိုင်မကူညီနိုင်တဲ့လူတွေကလည်းအားမပြတ်နဲ့ဒီလမကူညီနိုင်ရင်နောက်လကူညီနိုင်လိမ့်မယ်နော်နောက်လမကူညီနိုင်ရင်နောက်လကူညီနိုင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ညာတိုင်းကျွန်တော်ဆူတောင်းပေးပါနော်ဒီအခုကြည့်နေတဲ့ပြည်သူတွေပေါ့ဘသူပဲဖြစ်ဖြစ်ပြည်သူတွေအားလုံးနော်ဒီစီးပွားရေးတွေဆင်ပြေပါစေနော်ငွေကြေးမြန်မြန်ရပါစေတော်လိုင်းတော်လိုင်းရေးကိုလည်းမြန်မြန်ပါဝင်နိုင်ပါစေပေါ့လေနော်ဒါလိုပါ โอเคအဲ့တော့ဒီလောက်ပဲเนาะညကြရင်လဲဝင်လဲထုတယ်လေဒါကြရင်လဲပြီးတော့ပြောဦးမယ်ဟိုလေနေရတယ်လက်တိုက်ပြန်เนาะပြင်လေနေဒီကောင်ကဒရုန်းနဲ့ကျဲနေပြီဒရုန်းနဲ့ကျဲနေပြီဆိုတော့ဒရုန်းနဲ့ကျဲနေပြီဆိုတော့ညဘက်တွေမီးအရန်ဖွင့်လည်းမကောင်းဘူးလေเนาะโอเคအဲ့ဒီလောက်ပဲเนาะပြင်ကျွန်တော် CV မှာ CV မှာကျွန်တော်ဟိုလာခဲ့ပါ CV လာခဲ့ပါ